မှ Charlie Chaplin နဲ့ Mr Bean ဆိုရင်တော့ကိုတဲ့က Mr Bean ကိုပိုကြိုက်တာ Mr Bean ကိုပိုကြိုက်တယ်ပြီးတော့တရုတ်မှာဆိုလို့ရှင်လေအာသူများကတည်းကသင်မလားဟို Bruce Lee တို့ Jackie Chan တို့ Jet Li တို့အရန်ကြိုက်နေကြမှာဒါပေမဲ့ကိုသိန်းတကယ်ကြိုက်တာက Stephen Chow ကိုတဲ့က Stephen Chow ကြိုက်တာဘာလို့ဒီလူကြီးကတကယ် genius လीเนาะတကယ် legend သူကဆွဲဆုံရတော့သူသူက comedy ဆိုလို့ရှင်လေသူက king of comedy comedy ဆိုလို့ရှင်လေအပါကြီးအကျွန်ကြီးလောက်ဒီမှာဆိုလို့ရှင်လေကိုသိန်းအရန်ကြိုက်တဲ့တရုတ်ဆောင်တွေက ြုံလေဥမော့တို့ဥခင်လိုင်းတို့ဥမော့တို့ကိုငငယ်လေးကကိုတိုင်ကအငိမ့်နေကြည်တာသူကဒီလူတွေဒီလူတွေကိုအားပေးပြီးကြီးလာတဲ့လူတယောက်စီမှာဒီလိုစိတ်ကြီးတွေကိန်းအောင်နေတာကတော့မလုံရည်တဲ့လူလည်းမမအောင်အကြီးကားတဲ့လူလည်းမလုံအဲရင်တော့ပြောပြောဦးပါရယ်ရင်တော့လည်းကိုတိုင်ပြောဦးပြည်နည်းနည်းတော့ဒီဒီဟာလေးပေါ်မှာစိတ်လေးတော့နည်းနည်းဟိုလေး မတတ်မတာဖြစ်တာပေါ့နော်။ဘာလို့ဆိုတော့ဟောငါဘာပဲလုပ်နေလုပ်နေသူတို့ကရည်ပဲရည်နေပေါ့။ငါကောင်းကောင်းမွန်နေလဲရည်ရဲ့။တီတနတ်တေးဥဆောင်လဲရည်ရဲ့။အာကောမန်တွေဆိုရှိပါတယ်ခုနကပဲတက်တော်မှာဆိုအများကြီးပြောသူဘာလို့လို့ငါငါတို့ရည်မှာပဲသူမျက်နှာမျက်နှာနဲ့ရည်ခြင်းပြီးဆိုတော့ကို့ဘဝကဘာတွေပဲလုပ်နေပြီးရည်ရည်ခံရတဲ့ဘဝကြီးဆိုတော့ဒီဟာလေးကိုတော့စိတ်မကောင်းတော့ရင်တော့တော့ဖြစ်တာဒါပေမဲ့တစ်ဖက်ကပြန်တွေးလိုက်လို့ရှိရင်ဩငါ့ကိုလုံးဝအတိမတ်မပြုတ်ပစ်ထားပြီးတော့လုံးဝအဖမ်းမလုပ်တာလည်းစားလို့ရှိရင်ဘာကြီးပြောသူတို့စိတ်ထဲမှာဟိုအကြည့်တလေးရတယ်ဗျာဒီလားဟိုပြောချင်တာက ိုသိန်းကိုမြင်လိုက်တဲ့အချိန်မှာသူတို့လူတိုင်းကတော့ဟိုစာဝင်းနေရတဲ့နေ့စဉ်ရုံးကန်နေရတဲ့အချိန်မှာဘွာမောတွေရှိရလေဒီဟာလေးကိုကိုသိန်းကိုမြင်လိုက်တာနဲ့ကိုသိန်းပါဝင်တဲ့ဒီဆင်းလေးတစ်ဆင်းကိုတွေးလိုက်တာနဲ့သူတို့ရည်ချင်သွားတယ်ရည်လိုက်လို့ရှင်ပါပြောစိတ်တော့နည်းနည်းပေါ်ပါသွားမှာလေဆိုတော့အဲ့လိုခံစားမှုလေးပေးနိုင်နေဆိုတော့ဟိုကစိတ်ကျင်းနေစရာကောင်းတယ်ဆိုပြီးတော့ကိုဘကပြန်တွေးလိုက်တာပေါ့အဲ့တော့မပြီးဘူးအိုက်တန်နေရလေနေဦးမှာသူတို့လည်းမြင်တိုင်းရည်နေမှာကိုကလည်းသူတို့ကြည်အောင်ပဲလုပ်မိတယ်ဦးမှာဆိုတော့အဲ့ဒီဟာကြီးကဘယ်တော့မှပြီးမှာမဟုတ်ဘူး ကွရက်ရှင်နဲ့ကွရက်ရှင်နဲ့ကိုသိန်းတချို့သောဇာတ်ကားတွေမှာဆိုလို့ရှိရင်လည်းကာရက်တာလုံးဝခွဲထွက်သွားတဲ့ဟာကြီးရှိတယ်။အဲ့ဒါကြီးကတချို့ရုံမတင်သေးတာတို့ဟိုမရိုက်ရသေးတာပေါ့နော်။အဲ့ဒါကြီးရှိတယ်။ဒီယာသာဆိုင်ဒီယာသာဆိုင်ဆိုလို့ရှိရင်လည်းကိုသိန်းတို့ရိုက်နေကြတာမဟုတ်လေ။ဟိုလို super natural လိုမျိုးဟိုထူးထူးဆန်းဆန်းဟာကြီးပါပါတာ။ပြီးွားလို့ရှိရင်တော့အစ္စရာမီးရင်တော့ပေါ့ဆိုလို့ရှိရင်လည်းဒါအဲ့နှစ်ခုစလုံးဒါရိုက်တာထုတ်တင်ထုတ်ပေါ့နော်။သူနဲ့ရိုက်တာသူဆိုလို့ရှိရင်ကိုသိန်းနဲ့အရန်အဆင်ပြေ။ဘာလို့ကိုသိန်းရိုက်ချင်တဲ့ဇာလန်တွေသူ့စီမှာအများကြီး။သူကိုယ်တိုင်လည်းဒီလိုဇာလန်မျိုးတွေရိုက်ရတာအာသန့်တယ်ဆိုတော့ကိုသိန်းအဲ့လိုမျိုးလေးပို့ပြီးတော့သဘောကျတယ်ပေါ့နော်။ဒါမှလည်း ကိုလိုချင်တာကြီးပဲလုပ်နေလို့မရဘူးလေ။ဘာလို့ကိုကိုတိုင်း producer ကိုကိုတိုင်း driver မဟုတ်တာ။အဲ့တော့ကိုကိုလာပြီးတဲ့ character ကိုကိုလာပြီးတဲ့ဇာတ်ပုံမှာကိုကတိစ္ဆာရှိရှိနဲ့အဲကိုတောင်ဝင်ကိုကြည်အောင်တော့လောက်ရမှာပေါ့။မကြောက်ဘူး။မကြောက်ဆိုတာလေကိုသိန်းဘာလို့အဲ့လိုပြောရလဲဆိုတော့ကိုသိန်းကကိုသိန်းသဘောကျတဲ့ international မှာကိုသဘောကျတဲ့လူတွေရှိတယ်။အဲ့ဒီလူတွေနာမည်ပြောရင်အာဒီကောင်ကြီးကဒီမာတွေကဆက်လွဲတာပဲလို့ထင်ပါပဲ။ဘာလို့ဆိုကိုသိန်း jingery ကြိုက်တယ်။ The mask အိုက်စကားနေစာပြီးသူ့ကိုကိုသိန်းကြိုက်တယ်။ပြီးရင်မှ Charlie Chaplin နဲ့ Mr. Bean ဆိုရင်တော့ကိုတင်က Mr. Bean ကိုပို့ကြိုက်တာ Mr. Bean ကိုပို့ကြိုက်တယ်ပြီးတော့တရုတ်မှာဆိုလို့ရှိရင်လည်းအာသူများတကာကြီးသိမလားဟို Bruce Lee တို့ Jackie Chan တို့ Jet Li တို့အရန်ကြိုက်နေကြတယ်ဒါပေမဲ့ကိုတင်တကယ်ကြိုက်တာက Steven Chow ကိုတင် Steven Chow ကြိုက်တာဘာလို့ဒီလူကြီးကတကယ် genius လीเนาะတကယ် legend तू ကဆွဲဆုံရတော့ तू तू က comedy ဆိုလို့ရှိရင်လည်း talking တော့ comedy comedy ဆိုလို့ရှိရင်လည်းအပါကြီးအကျွန်ကြီးတွေလောက် ဆိုတော့ကိုတိုင်အဲ့လိုမျိုးကြီးကြီးပါလားဟိုဂျင်ဂရေးတို့မစ္စတာဘင်းတို့စတီဗင်ချောင်းတို့ဒီမှာဆိုလို့ရှိရင်လည်းကိုတိုင်အရန်ကြိုက်တဲ့သေဥဆောင်နေရကြုံလေဥမော်တို့ဥခင်လိုင်းတို့ဥမော်တို့ကိုငငယ်လေးကကိုတိုင်အငိမ့်နေကြည်တာဆိုတော့ဒီလူတွေဒီလူတွေကအားပေးပြီးကြီးလာတဲ့လူတယောက်စီမှာဒီလိုစိတ်ကြီးတွေကိန်းအောင်နေတာကတော့မလုံရည်တဲ့လူလည်းမမအောင်အကြီးကားတဲ့လူလည်းမလုံ ုတ်တယ်ဟုတ်တယ်ကိုသိန်းအမှန်တိုင်းပြောရတယ်ကိုသိန်းကလည်းအော်ဒီလိုဝိုင်းရှင်စိတ်မကောင်းဖြစ်ဘူးဆိုတာပြောနေတာပါတကယ်တမ်းပြန်ကိုသိန်းကိုရံအဲ့ထက်မှာตายရနေတာအငေါ့ရည်နေကြတယ်ကျန်ကောကျန်ငါလုံးလိုက်တာနဲ့သူရည်ကြပြီဆိုတာပြောတယ်လို့လေကိုသိန်းကြောင့်သူများစိတ်သက်သာသွားတာစိတ်ပေါ်ပါသွားတာစိတ်ပျော်ရှင်သွားတာကိုသိန်းလိုချင်တယ်အမှန်တိုင်းပြောတာကိုသိန်းဥမာဒီကိုသိန်းပါဝင်တဲ့ဇာခရကောက်ကြည့်ပြီအဲ့ကောင်ကြီးညွန်စရာကြီးမုန်းစရာကြီးဆိုပြီးတော့စိတ်ဒေါသထွက်သွားတာစိတ်မကြေမနက်ဖြစ်ပြီးတော့ပူလောင်သွားတာတဲ့ဆိုင် ိုသိန်းကိုမြင်ပြီးတော့ရီမောပျော်ရွှင်ပြီးတော့သူတို့စိတ်လေးတက်တာွားတာကိုသိန်းတို့ပို့ကောင်းတယ်စိတ်ခံစားမှုပို့ကောင်းတယ်ပေါ့နော်မဖြစ်ဘူးဒါဘယ်သူမှမမြင်ဘူးပဲဟောတော့အရင်တချင်းနေဆိုတယ်ဆိုတဲ့အချိန်မှာရွယ်လူတွေကတော့ရွယ်လူတွေဒီတက်ကိုထက်အသက်ကြီးတဲ့လူတွေကတော့ဒီကောင်းဆိုတော့ဆိုတာအခုချိန်ကြီးတော့သိတယ်ဒါပေမဲ့ဒါလူနှဲစုပဲကျန်တော့တယ်အဲ့နောက်ပိုင်းမှာမကိုသိန်းသေဥဆောင်လောကရဲရောက်လာတော့လေသေဥဆောင်အနေနဲ့ဒီဘက်မှာကျတော့နုပညာလှူချောင်းမှုစိတ်သွားတာကိုစိတ်သွားတော့သေဥဆောင်အနေနဲ့ပို့ပြီးသိတယ်ဒီအဲဒီတက်ပို့ပြီးတော့ ငယ်တဲ့ကလေးတွေကြတော့ကိုသိန်းကိုဒီ program ရဲ့ host အနေနဲ့တည်တာ program ရဲ့ host အဘွားကလေ၃ဘွားပြည့်၃ဘွား၃ဘွားပြည့်မဟုတ်မဟုတ်ရေးတယ်ရေးတယ်တချင်းကလည်းရေးပေးတယ်ဒါပေမဲ့ကိုသိန်းကလူရွေးပလိုက်တာလူရွေးပလိုက်တယ်ဆိုတာလေကိုသိန်းကိုနည်းနည်းအလိုစိတ်ပိုင်းဆိုင်ရာတော်တော်အဆင်မပြေဖြစ်စေမှခံစားမိမှုပေးတယ်လာအပ်တဲ့တချင်းလာအပ်တဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒီဟာတွေကြောင့်ဟိုကိုသိန်း နှစ်ကာလတစ်ခုလောက်ပေါ့နော်သုံးလေးနှစ်လောက်မှာကိုသိန်းတော်တော်စိတ်စိတ်စိတ်အဆင်မပြေဖြစ်သွားတဲ့အချိန်မှာနောက်ပိုင်းမှာကိုသိန်းလူတိုင်းတစ်ချက်မရေးပြီးတော့ကိုသိန်းရေးပေးခြင်းတဲ့လူရေးပေးခြင်းတဲ့လူဆိုတာဥမာသူစိုးစိုးပေါ့သဘောကြလို့သူ့အတန်အောင်သဘောကြလို့သူ့ရဲ့အနုပညာပေါ်ထားတဲ့စိတ်ကိုသဘောကြလို့ကိုသိန်းအဲ့လိုလူမျိုးတွေရေးပေးတယ်နောက်ပြီးတော့ကိုယ့်ရဲ့အနုပညာပေါ်မှာလည်းကိုဖန်တီးတဲ့အနုပညာပေါ်မှာတလေးတစားနဲ့တကယ်တန်ဖိုးထားတဲ့လူလောက်ကိုကိုသိန်းကရေးပေးတော့တယ်ဘာလို့လူတိုင်းတော့ပတ်စံလိုတာပဲလေနော် ပတ်စံရလို့ရှိရင်ကိုသိန်းတချင်းနေရောင်းလို့ရတာပဲလာအသည်မလူတွေရေးပေးပြီးရောင်းလို့ရတယ်ဒါပေမဲ့ကိုသိန်းက စိတ်ရှုပ်တဲ့တည်းမခံနိုင်ဘူးဆိုတော့နောက်တစ်ခုကလည်းကိုကသူများတကာအတွက်လုပ်ပေးရင်တော့ကောင်းကောင်းမွန်မွန်စေနာပြင်းနဲ့ဟိုလူကြိုက်မဲ့ပြိသက်ကြိုက်မဲ့ commercial လုပ်ပေးတာကိုကိုယ်တိုင်ကျတော့သူတို့ညင်းတော့တချင်းနေဘယ်သူမှမဆိုကျွန်တော်တချင်းနေကိုယ်တိုင်ဆိုတာဆိုတော့အဲ့ဒီဟာလေးကိုဟိုတိတဲ့လူတွေတံပိုးထားတဲ့လူတွေအတွက်ပဲကိုသိန်းကအလုပ်လုပ်ပေးတော့တယ်အဲ့လိုမျိုးတော့မရှိဘူးကိုသိန်းကဆယ်ထဲမှာဘာမှမရှိဘူးကိုသိန်းကစောကြီးတယ်ကိုသိန်းကအနုပညာပေါ့နော်အနုပညာလို့ပဲတုံးတုံးညင်ပါတယ်အနုပညာဝါသနာပါတယ်ဝါသနာပါတဲ့ခါကျကိုသိန်းအဆုံးလုပ်တော့ပေါ့ ဘာလို့ကိုလို့ဖို့အခွင့်အရေးရနေတဲ့အချိန်ကိုလုံးနိုင်တဲ့အသက်အရွယ်ပိုင်းခြားတစ်ခုပေါ့နော်ခန္ဓာကိုယ်လည်းကျန်းမာနေမယ်ကိုယ့်ရဲ့အသက်အရွယ်ကလည်းဒီအလုပ်တွေကိုလုံးနိုင်တဲ့အချိန်မှာကိုသိန်းကကိုလုံးချင်တဲ့အရာလေးတွေကိုအမှတ်တရအနေနဲ့လုပ်တဲ့သဘောမျိုးဘာလို့ကိုသိန်းကိုသိန်းတချင်းကြီးရဲ့တချင်းဆိုတယ်အရင်တော့ကိုသိန်းကကိုတချင်းတွေလည်းကိုယ်တိုင်တီးခဲ့ဘူးတယ်ရုပ်ရှင်တချင်းတွေလည်းလုပ်ပေးတယ်ကြောင်ညာတချင်းတွေလည်းလုပ်ပေးတယ်အများကြီးပဲအဲ့ဒီအပြင်မှာနောက်ပိုင်းတေးဥဆောင် line back ကူတယ်အဲကိုပြီးသွားချိန်မှာလည်းတေးဥဆောင်လည်းကိုသိန်းလုံးနိုင်တယ်လို့လုပ်တယ်ပြီးတော့ကိုသိန်းလူရှင်တော်ဝင်းဆောင်ခဲ့ပြီးအငိမ့်တွေလည်းကားခဲ့ဘူးတယ်မင်းသားဝင်းဆောင်ခဲ့ပြီးတော့လည်း ပွဲတွေကခဲ့ဘူးတယ်ဒါကိုလုံနိုင်တဲ့အချိန်မှာလုံနိုင်တဲ့အရာကိုလုပ်တာပေါ့နော်ဆိုတော့ဒီဟာကိုအမင်းကတော့ဟိုတွေ့ပါတယ်ဟို Facebook မှာတော့ထုံးစံတိုင်း Facebook ကလူတွေကိုကြာတော့ကိုသိန်းဆေးတဲ့သိမထားဘူးမထားဘူးဆိုတာလေလူတိုင်းမှာ right ရှိရယ်လीเนาะအဲ့တော့သူတို့မှာဒီလူတစ်ဖက်သားကိုဝေဖန်ပိုင်ခွင့်ရှိတယ်စော်ကားပိုင်ခွင့်တော့မရှိဘူးပေါ့ဒါမှမဟုတ်အဲ့လိုဘယ်လောက်ပဲပြောလဲစော်ကားကြတာပါပဲဝေဖန်ပိုင်ခွင့်ရှိတယ်အဲ့တော့ဝေဖန်တဲ့ဟာတွေပေါ်မှာကိုသိန်းက စိတ်ထဲမှာစိတ်ဆိုးဒေါသထွက်ခြင်းစိတ်မကောင်းဖြစ်ခြင်းဘာတစ်ခုမှမရှိဘူး။ဒါသူတို့ကောင်းစေခြင်းလိုပဲဖြစ်ဖြစ်မကောင်းစေခြင်းလိုပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပြောကိုတင်အဆက်ပြုတ်တယ်။ကိုမကြည့်ချင်တာဟာဆိုကြော်သွားလိုက်တာပဲ။မကြည့်ချင်တာဟာဆိုလည်းကြည့်လိုက်တာပဲ။ပြင်စရာရှိတာဟာဆိုလည်းပြင်လိုက်တာပဲ။